ဖြစ်ပါတယ်လာမင်းဘာလို့လို့ပေါ့နော်မင်းနဲ့အားပေးတဲ့ပရိသတ်ရှိရဲ့အာလောက်ကွာလာမင်းကဖြစ်နေလို့သဘောကျရဲ့ပေါ့ဆိုရဲပရိသတ်လည်းရှိရဲ့ပေါ့နော်ဟိုအမုန်းနဲ့ပရိသတ်လည်းရှိရပေါ့အဲ့လိုပြောဆိုရလဲဟုတ် ါအောင်လာမင်းအတက်နိုင်ဆုံးတော့လေဟိုလာမင်းရှောင်းတယ်အဲဘယ်လိုပြောရမလဲကိုအပြောခံရမယ့်အပေါက်တွေအတက်နိုင်ဆုံးရှောင်းတယ်ပြီးကြလို့ရှင်ဘယ်လိုပြောမလဲအတန်ရှင်းချာတာလဲရှောင်းတယ်ပေါ့နော်အတက်နိုင်ဆုံးဒါပေမဲ့သူ့နေသူဖြစ်ဖြစ်သွားတာတော့မတက်နိုင်ဘူးလာမင်းဘာလို့လုံကုန်မှာအဲ့လိုတစ်ခုခုနည်းနည်းလေးမှားတယ်လို့လေးဖြစ်ပြီဆိုရင်ဟိုမသိရင်အတန်ရှင်းရသွားတယ်လို့လို့အဲ့လိုမျိုးဖြစ်တာဆိုတော့တက်နိုင်ဆုံးတော့ဟိုဘယ်လိုပြောရမလဲမကောင်းတဲ့ဟုတ်တယ်မျိုးကြီးနဲ့တော့ဖြစ်ချင်ဘူးပေါ့နော်အကောင်းဆုံးတော့လုံနေရပဲဟုတ် တချင်းလေးပေါ့နော်လာမင်းဒီချိန်စာတချင်းလေးอ่ะလုတ်ထားတော့တော့ကြာပြီပေါ့နော် MB မထွက်ရသေးတာဖြစ်တဲ့အတွက်လာမင်းအခုဒီတချင်းလေးကိုအရင်တော့ကလုတ်ထားတဲ့အဲဘယ်လိုပြောရမလဲထွက်ထားတာလာမင်းလာမင်းတချင်းပဲလာမင်းကိုပိုင်တချင်းပဲပထမ version နဲ့မတူဘဲနဲ့ version အစ်စ်လေးပေါ့နော်နည်းနည်းကောက်လို့ကောင်းမဲ့ပုံစံလေးပြန်လုပ်ထားပါရဲ့ပြီးကြတော့အခုမှ MB လေးစာထွက်မှာပေါ့နော် mic မဲ့တော့ထင်တာပဲအစင်အကောင်းဆုံးဖြစ်အောင်တော့လုတ်တော့လုတ်ထားပါတော့နော်တချင်းအဲ့လိုမျိုးဟွန်း စိတ်စိတ်မထွက်တာတော့မဟုတ်ဘူးမအားလို့ပေါ့နော်မအားတာနဲ့မထွက်ဖြစ်တာပါလာမင်းအခုနောက်ပိုင်းတော့တရှင်းလေးရနေနဲ့စိတ်စိတ်ကလေးတော့လုတ်ဖြစ်ဖို့ရပါရှိပါတယ်ဟုတ်ပွဲရသည်ဆိုတော့အခုဒီ17လပိုင်းဆိုတော့လာမင်းပွဲတွေတောက်လျှောက်ထွက်ဖြစ်မှာပါအာနေတွေလည်းတောက်လျှောက်ဆင်းဖြစ်မှာပါရှင်နေရပြိတ္တတွေနဲ့လည်းအအများကြီးတွေ့ဖို့ရှိပါတယ်လို့ဟုတ်အဲ့ကူအရောဘယ်လိုပြောမလဲအခုဒီတချင်းလေးဆိုလဲကိုရှိရဲ့ဘတ်ဂျက်လေးနဲ့ပဲကိုကကိုအသေးချာလေးလုပ်ရတာဆိုတော့အဆင်ပြေအောင်တော့အကောင်းဆုံးတော့လုပ်ထားပါတော့เนาะဟုတ်ကဲ့ပါ ချက်ချက်ရတာပေါ့လာမင်းတို့တချင်းနေကြတော့ဟိုလိုပြမယ်ဒါပေမဲ့ခုထွက်တဲ့တချင်းနေကဟိုမျိုးဟိုစပွန်ဆာမပါဘူးလေဟိုလိုမျိုးဟို company ရဲ့နေစပွန်ဆာရဲ့မြူထားကိုငွေလေးနဲ့ပဲအကုန်လောက်ထားဆိုတော့အဲအရင် ဘယ်လိုပြောရမလဲ heavy တော့လုတ်ပြချင်တာပေါ့နော်ဒါပေမဲ့လည်းငွေလေးချင့်ချိန်ပြီးရရတာဆိုတော့နည်းနည်းလေးတော့လိုအပ်ချက်လေးတော့ရှိရပါတော့နော်ဟုတ်လုတ်ချင်တာပေါ့အဲ့လိုမျိုးနိုင်ငံခြား MB ပုံစံမျိုးတွေဒီနိုင်ငံမှာလည်းရိုက်ကူးနိုင်တဲ့ writer တွေအများကြီးရှိရလေဆိုတဲ့အခါကျတော့ကုတ္တချင်းလေးတွေလည်းအဲ့လိုမျိုးလုတ်ချင်တယ်ဒါပေမဲ့အဲ့ခါကျတော့လည်းအားကုန်တာဆိုတော့အဲဒီမျိုး company တွေက sponsor တွေပေးလာခဲ့ရတော့ကောင်းတာပေါ့နော်ဒါပေမဲ့လည်းဟိုဒါမျိုးကြောင့်အဲ့လိုမျိုး live မကန်းလန်းဖြစ်ဘူးပေါ့နော်ကိုရှိရတယ်ပဲကွက်ကိုအဆင်ပြေအောင်ရိုက်ရိုက်ဖြစ်တာပါဟုတ် ပါတယ်လာမင်းဘာလို့လို့ပေါ့နော်မင်းနဲ့အားပေးတဲ့ပရိသတ်ရှိရဲ့ ်လောက်သွားလာမိကပြဖြစ်နေလို့သဘောကျတယ်ပေါ့ဆိုရယ်ပြိတ္တလည်းရှိရယ်ပေါ့နော်ဟိုအမုန်းနဲ့ပြိတ္တလည်းရှိရပေါ့အဲ့ဒါပြောဆိုတော့လဲဟုတ်မပါဘူးလာမိအတက်နိုင်ဆုံးတော့လေဟိုလာမိရှောင်းတယ်အဲဘယ်လိုပြောရမလဲကိုအပြောခံရမယ့်အပေါက်တွေအတက်နိုင်ဆုံးရှောင်းတယ်ပြီးကြလို့ရှင်ဘယ်လိုပြောမလဲအတန်ရှင်းရှာတာလည်းရှောင်းတယ်ပေါ့နော်အတက်နိုင်တော့ဒါပေမဲ့သူ့နဲ့သူဖြစ်ဖြစ်သွားတာတော့မတက်နိုင်ဘူးလာမိဘာလို့လောက်ကူမှအဲ့လိုတခုခုနည်းနည်းမှားတယ်လို့လေးဖြစ်ပြီဆိုရင်ဟိုမသိရင် attention ရသွားတယ်လို့လို့အဲ့လိုမျိုးဖြစ်တာဆိုတော့တတ်နိုင်ဆုံးတော့ဟိုဘယ်လိုပြောရမလဲမကောင်းတဲ့ ဟုတ်ကဲ့မျိုးကြီးနဲ့တော့ဖြစ်ချင်ဘောเนาะအကောင်းဆုံးတော့လုပ်နေရပဲဟုတ်အဲခန်းစားတက်တဲ့ထဲမှာတော့ပါတာပေါ့အဲ့လိုမျိုး comment တွေကတော့မဖတ်ဘူးဆိုမှရှိကုန်လိုက်ဖတ်တယ်ခန်းစားလိုက်တယ်ဒါပေမဲ့လည်းယူနေပြီပေါ့เนาะဟိုတအားပြောခံရတာအရင်တော့ဆိုအရင်ပြောခံခဲ့ရတာဆိုတော့ ်ရုံးနေပါတယ်ဘာမှဖြစ်ပါဘာဘာမှတော့ထရေတူတူတော့မရှိပါဘူးလာမင်းခုတချင်းနေဇက်တိုက်ထွက်မယ်ချင်းနေအခုဒီတချင်းပြည်ရတယ်ဒီချိန်စားပြည်ရတယ်လာမင်းတချင်းအေးတာလေးအမြဲတမ်းအဲ့လိုမျိုးတွဲရထွက်နေကြဆိုတော့ဒီချင်းလေးပြည်ရတယ်အဲ့လိုမျိုးတချင်းအေးလေးအဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတပုတ်ထွက်ဖို့ရှိပါတယ်ဝမ်းနဲ့စားဝမ်းနဲ့စွာလမ်းခွဲပြရစီဆိုတဲ့ချင်းလေးအဲ့ဒီချင်းလေး23ရက်နေ့ရိုက်မယ်ပေါ့နော်အဲ့ချင်းလေးလည်းထပ်ထွက်မယ်ပြီးရင်အာဘူးလိုက်အေးလိုက်ဘူးလိုက်အေးလိုက်ပေါ့အဲ့လိုမျိုးဟုတ် ခန်းစားချက်တစ်ချိန်တိုင်းမှာတော့ခန်းစားချက်လေးတွေထည့်ပြီးတော့လုပ်ရတာပေါ့နော်ဒါပေမဲ့တစ်ချိန်တိုင်းရတော့ကိုယ့်ရဲ့ခန်းစားချက်မဟုတ်ဘူးအငားလေးနော်အဲအဲ့လိုဒီလိုပါပဲပြိပြိသက်ဘယ်လိုမှမပြိသက်အကြိုက်လိုက်လုပ်ပြရပေါ့နော်အဲဝမ်းနေတာရှိမယ်လမ်းခွဲတာရှိမယ်အသေးခွဲတာရှိမယ်ချစ်တာရှိမယ်အဲ့လိုရတာဆောင်လုပ်ရတာပေါ့ဟုတ်အဲပြိသက်တွေအကုန်လုံးဒီ ဒီဇောင်းတိုင်းတည်င်းကြုပ်ပြီးသွားပြီတော့ဒီဇောင်းတိုင်းဒီဇောင်းတိုင်းပွဲရနေစပြီးတော့အကုန်လုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံပါစေအာလာမီကိုလည်းအားပေးကြရပေးတဲ့အားလုံးလည်းကျမ်းမာချမ်းသာကြပါစေလို့ပြောချင်ပါရှင်